မင်္ဂလာပါရှင်။ Samni Entertainment ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီကနေ့တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့ပြည်သက်တအူတောင်းဆိုထားတဲ့ဖအံမျိုးလေးရဲ့မူလအစဖြစ်တည်ရာရွှေရမျောစီတီရဲ့သမိုင်းကြောင်းလေးကိုတင်ဆက်ပေးသွားကြပါရဲ့ရှင်။ ုဒ္ဓမြတ်စွာဘုရားသဒ္ဒနာထုံး900လွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်ကမွန်ပြည်နယ်စင်းကြိုက်တောင်နဲ့ကရင်ပြည်နယ်ဇွဲကပင်တောင်တို့မှာဗုဒ္ဓရဲ့ဆန်တော်စစ်စစ်တွေကိုဇေဒီတော်အဖြစ်တည်ထားကိုးကွယ်ကြတဲ့အချိန်မှာစင်းကြိုက်တောင်နဲ့ဇွဲကပင်တောင်ကြားကရေမြေကောင်းတဲ့မြေဝမ်းလွင်ပြင်ဒေသဟာဝိဇာဇောကြီးတပတိနဲ့နဏကားတို့ရဲ့ပျော်စရာနေရာတစ်ခုဖြစ်ခဲ့ပါတယ်။အထိကာလမှာပဲဝိဇာတို့လူလင်တအူးနဲ့နဂပီကလူရောင်ဖက်ဆင်းထားတဲ့နဂမတကောင်တို့ဟာချစ်ကြွန်းဝင်ကြပြီးကာလကြာတဲ့အခါမှာတော့နဂမလေးမှာပြိတ္တိဆွ က်ကတ်လာပါတော့တယ်။မွေးဖွားကန်ဒီကိုဝင်အရှင်အမဖြစ်နေချိန်မှာပဲဝိဇာတူလူလင်ဟာခြင်းစဉ်တဆင့်တလန်းမှုအတွက်ခြေစနီးငကားမာလေးကိုခွင့်ပန်ပြီးတောရင်တနေရာကိုထွက်သွားခဲ့ပါတယ်။အဲ့ဒီအခါမှာတယောက်ထဲကြံခဲ့တဲ့ငကားမာလေးဟာဦးကြီးနှလုံးကိုမွေးဖွားတန့်စင်ခဲ့ပါတယ်။မွေးဖွားစဉ်မှာအတိတ်ထံပြုခဲ့တာကြောင့်ဦးကြီးတဦးကလူသားအသွင်ဖြစ်ပြီးတော့ကြက်တဦးကတော့ငကားအသွင်ကိုဖြစ်စေခဲ့ပါတယ်။အချိန်တန်တော့လူသားအသွင်ဖြစ်လာတဲ့ဦးကြီးကနေလွန်စွာမှချစ်စရာကောင်းတဲ့မိမငယ်လေးတဦးပေါက်ဖွားလာခဲ့ပြီးရသေးကြီးတစ်ပါးကအောက်ယူမွေး ေးစားခဲ့ပါတယ်။ကာလအတန်ကြာတဲ့အခါမှာတော့ရသေယဟန်းចောင်းတင်ကန်းနဲ့တမီးမင်းကလေးဟာဆက်ဟမှုမရှိကြကြောင်းသာသမီမထွန်းကားတဲ့ကရင်အဖိုးကြီးအဖွားကြီးလင်မယားကိုတဆင့်မွေးစားစေခဲ့ပါတယ်။အစင်းလာပြီးအလွန်မှစစ်ပွဲကောင်းတဲ့ငကမာလေးကိုတော့ကရင်အဖိုးအဖွားလင်မယားကစောနန်းဝေးလို့အမည်မှတ်ခေါ်ခဲ့ပါတယ်။အချိန်ကာလအားဖြင့်16နှစ်ကြာလာတဲ့အခါမှာတော့စောနန်းဝေးဟာရုပ်အစင်းလှပတက်တဲတဲ့စစ်ပွဲအပြိုစင်လေးတစ်ယောက်ဖြစ်လာပါတော့တယ်။စိတ်ရင်းသဘောထားလဲပြေဝအကောင်မွန်တာကြောင့်စောနန်းဝေးလေးရဲ့အလှကုန်တဲ့င်းဟာ လေးပြင်လေးရက်ထိတိုင်အောင်ကြော်ကြားလာပါတော့တယ်။တနေ့မှာတော့ခရီးတန်လျင်ဘရင်မင်းကြီးဟာတိုင်ငံ့လှည့်လေတဲ့အချိန်ရုပ်အစင်းကျန်ရင်လက္ခဏာနဲ့ပြည့်စုံတဲ့စောနှံဝေလေးကိုမြင်တွေ့မိရာမှာမိဖုရားအဖြစ်ကောက်ယူခဲ့ပြီးရွှေနန်းတော်စီသူစောင့်ကျဉ်သွားခဲ့ပါတယ်။ဘရင်မင်းကြီးဟာမိဖုရားစောနှံဝေလေးကိုအလွန်မှပဲချစ်ခင်ဆုံးမတ်တာကြောင့်အခြားမောင်မမိသားမိဖုရားတွေရဲ့မနာလိုခြင်းကိုလည်းခံခဲ့ရပါတယ်။ဒီလိုနဲ့မိဖုရားလေးစောနှံဝေမှာပြိတ္တိတွေဆွတ်ကပ်လာပြီးမွေးဖွားဖို့နေ့စဉ်လာစီဖြစ်နေချိန်မှာပဲခရီးတန်လျင်မြို့တော်ရဲ့ပဝင်း င်းကျင်တဝိုင်းမှာပုံကန်ထကြွာတာကြောင့်ဘရင်ကြီးကလည်းချစ်စပွဲစောနှံဝေလေးကိုနန်းတော်ထဲမှာခဏတာထားခဲ့ပြီးနောက်ဆန်တတဲနဲ့စစ်တိုက်ထွက်လာခဲ့ပါတယ်။ဘရင်မင်းကြီးလည်းနန်းတော်မှာမရှိချိန်မှာမိဖုရားစောနှံဝေလေးဟာကလေးမွေးဖွားဖို့အကြောင်းဖန်လာပါတော့တယ်။အဲ့ဒီအချိန်မှာအရင်ကတည်းကမနာလိုရင်းဆွဲဖြစ်နေတဲ့မိဖုရားတွေကစောနှံဝေလေးကိုအပြစ်ရှာကြောက်တွန်းကြဖို့အခွင့်ကြုံခဲ့ပြီးမို့ဝမ်းဆဲတဲ့ကြီးကိုရွှေငွေကြောက်တံပရမများစွာပေးပြီးစောနှံဝေလေးရဲ့ကလေးနေရာမှာခွေးလေးတကောင်ကိုအစားထိုးပြီးကလေးကိုတော့အို OT တလုံးထဲမှာထဲကတန်လွင်မြစ်အတိုင်းမျောလိုက်ကြပါတယ်ပြီးတဲ့အခါမှာတော့မိဖုရားစောနှန်းဝေကလူစင်စစ်ကနေခွေးလေးမွေးတယ်ရေလို့တတိုင်းပြည်လုံးသိအောင်ကြောညာမောက်ခတ်ကြပါတယ်ဒီလိုနဲ့စစ်ထွက်ရာကပြန်လာတဲ့ဘယင်ကြီးဟာမိဖုရားစောနှန်းဝေလေးရဲ့ခလေးကိုတွေ့ချင်လှတာကြောင့်အဆောင်တော်ကိုသွားတဲ့အခါမှာခလေးအစာခွေးလေးကိုမြင်မိပြီးများစွာအဆက်ရခဲ့ပါတယ်စောနှန်းဝေလေးကခွေးလေးမွေးတဲ့အကြောင်းကိုလည်းတတိုင်းပြည်လုံးကသိရှိပြီးဖြစ်တာကြောင့်ဘယင်မင်းကြီးဟာမိဖုရားစောနှန်းဝေလေးကိုနန်းတော်မှနှင်ထုတ်လိုက်ပါတော့တယ်တပားသူတွေ ွေရဲ့အကောက်ကြံတာကြောင့်မိမိရဲ့ကလေးကိုတော့မှမြင်ခွင့်မရရှာတဲ့စောနှံဝေလေးဟာသူ့ရဲ့ရက်ရွာကိုအပြန်လန်းခရီးမှာပဲစိတ်မကောင်းကြီးစွာဖြင့်ရင်ကွဲနာကြကသေပွဲဝင်ခဲ့ရပါတယ်။မိဖုရားစောနှံဝေဟာမသေးခင်အချိန်လေးမှာမိမိမမြင်လိုက်ရတဲ့ချစ်လာစားသောတားလှယတနာလေးအပေါ်မှာချစ်ခင်ဆွေလန်းတဲ့ကြောင့်သေပွဲဝင်ခဲ့တာမျိုးအယူတိန်ကနှစ်စိမ့်ဖြစ်ခဲ့ရရှာပါတယ်။မိဖုရားစောနှံဝေရဲ့သားတော်လေးကတော့တန်လွင်မြကျောင်းအတိုင်းအိုးတို့ကြီးထဲမှာထည့်ပြီးအမျောခံလိုက်ရတဲ့အခါဖပူတောင်ကြီးကတဖန်းပင်လေးပေါ်များရာအရက်မှာတောင် တင်နေခဲ့ပါတယ်။ဒါကိုတန်လွင်မြစ်ထဲမှာငားရှာနေတဲ့တငါတယ်လင်မယားကတွေ့ရှိပြီးမင်းသားလေးကိုကောက်ယူမွေးစားခဲ့ပါတယ်။အဲ့ဒီအချိန်ကာလမှာပဲတန်လွင်မြစ်ကမ်းဘေးကဖားဖို့တောင်စီတဝိုက်မှာပနုတ်ဖားကြီးတကောင်ကနေထိုင်ကြစားလျက်ရှိပါတယ်။ပနုတ်ဖားမင်းကြီးကလည်းတာမန်ဖားမျိုးမဟုတ်ပဲတရားရှင်လုံးကိုအစာအဖြစ်နဲ့မျိုးထားမိတာကြောင့်တရားရှင်လုံးရဲ့အစွမ်းကြောင့်တကိုးအဋ္ဌိပတ်နဲ့အလွန်အစမ်းထွက်တဲ့ဖားမင်းကြီးပဲဖြစ်ပါတယ်။တနေ့မှာတော့ဖားမင်းကြီးဟာဖားဖို့တောင်စီတဝိုက်မှာအစာရှာရင်ဘီဘီယာစောင်းနှန်းဝီရဲ့သားတော်မင်းသားလေးကို ထည့်ပြီးမျောလိုက်တဲ့အလွန်ကြီးမားတဲ့အိုးကြီးကိုတွေ့မိပြီးအဲ့ဒီအိုးကြီးထဲမှာပဲဝင်ရောက်နေထိုင်နေပါတော့တယ်။တားပြောင်လို့ရင်ခွဲနာကျသေဆုံးခဲ့ပြီးတားစောနဲ့အယူတိန်ကနှစ်စိမ့်ဖြစ်ခဲ့ရရှာတဲ့မိဖုရားစောနှန်းဝေကတော့နှစ်တို့ရဲ့တကူနဲ့တားပြောင်ကိုထပ်ပြီးနေရာစုံမှာရှာဖွေခဲ့ရမတွေ့တဲ့အဆုံးမှာတော့ဇွဲကပင်တောင်ချိန်မှာနေထိုင်ကြဆားနေတဲ့သူ့ရဲ့မောင်တော်နဂါမင်းကြီးထံမှာတူတော်မောင်ကိုဝိုင်းဝန်းရှာပေးဖို့အကူအညီတောင်းခဲ့ပါတယ်။ဦးဤတော်နဂါမင်းကြီးကလည်းတန်လွင်မြေကျောင်းတစ်လျှောက်မှာတူတော်မောင်ကိုအရှာထွက်လာရဖားဖို့တောင်းကြရ ရင်မှာတူတော်မောင်မင်းသားလေးကိုထည့်ပြီးမျောလိုက်တဲ့အိုးကြီးကိုရှာတွေ့ခဲ့ပါတော့တယ်။ဦးကြီးတော်နဂါမင်းကြီးကဝမ်းသာအားရနဲ့အိုးကြီးကိုဖွင့်လိုက်တဲ့အခါမှာတော့တူတော်မောင်မင်းသားလေးအစာညွညွမဲမဲနဲ့ဖားကြီးကိုသာတွေ့လိုက်ရပါတယ်။အဲ့ဒီအချိန်မှာနဂါမင်းကြီးကသူ့ဤတူတော်မောင်မင်းသားလေးကိုဖားကြီးကစားလိုက်ပြီးအထင်နဲ့ဒေါသထွက်ပြီးဖားကြီးကိုအရှင်လက်လက်ဝါမျိုးဖို့အတွက်လိုက်ဖမ်းပါတော့တယ်။နဂါမင်းကြီးကဒေါသတကြီးလိုက်အဖမ်းဖားမင်းကြီးကအပြေးနေထိုင်ကြဆားရာတန်လွင်မြစ်ကြောင်းတစ်လျှောက်ကဖားမင်းကြီးရှောင်ပုံးခဲ့တဲ့အရက်တွေကို ကိုတော့ဖကန်းဖပူဖနွဲစသဖြင့်အမည်တွင်ပါတယ်နောက်ဆုံးမှာတော့ဖာမင်းကြီးပြင်းရင်နဲ့မောပန်းလာပြီးတန်လွေမြကန်းဘေးကအောက်ငူဆုံးချင်းတစ်ခုမှ၎င်းမင်းကြီးကဖမ်းမိသွားခဲ့ပြီးဖာကြီးကိုအရှင်းလက်လက်မျိုးချဖြစ်ခဲ့ပါတယ်အဲ့ဒီအခါမှာဖာကြီးကလည်းတာမန်ဖမျိုးမဟုတ်တဲ့အတွက်အစွမ်းထလာတဲ့ပြဓာရှင်လုံးရဲ့တကိုးကြောင့်၎င်းမင်းကြီးရဲ့ဝမ်းနဲ့ရောက်တဲ့အခါမှာမတည်တဲ့အပြင်ခြေရည်လက်တွေအပြင်းထန်ကန်ကြောက်ခဲ့တာကြောင့်၎င်းမင်းကြီးဟာဝမ်းပိုက်အလွန်အောက်နဲ့ထန်ရာကိုရပြီးဖာကြီးကိုပြန်အန်ချခဲ့ပါတယ်၎င်းမင်းကြီး ီကဖားကြီးကိုပြန်အန်ချခဲ့ရာတန်လွင်မြကန်းပေကကြောက်အငူစွန်ကြီးရှိတဲ့အရက်ကိုတော့အစွဲပြူပြီးဖအန်ရဲလို့နှောင်းလူတွေကအစပြုခေါ်ဆိုခဲ့ကြပါတယ်အခုအခါမှာတော့ကရင်ပြည်နယ်ရဲ့အမျိုးတော်ဖအန်မျိုးကြီးအဖြစ်စီကားတွတ်တက်နေခဲ့ပါပြီအယူတိန်ကနတ်စိမ့်ဖြစ်နေရှာတဲ့ဒေဗျာစောနန်းဝေရဲ့သားတော်လေးကတော့တငါတဲ့လင်မယားရဲ့ပြုစုမှုနဲ့အချိန်တန်အရွယ်ရောက်လာတဲ့အခါမှာခွန်အားပလာနဲ့ပြေဆုံးပြီးရဲစွမ်းတတိရှိတဲ့လူငယ်လေးတစ်ယောက်ဖြစ်လာခဲ့ပါတယ်ဒီနေ့မှာတော့တန်လွင်မြကျောင်းတစ်လျှောက်မှာစိုးသွမ်းတောင်းချက်နေတဲ့ငကားမ င်းကြီးကိုတုတ်တင်ရှင်းလင်းရဖို့အကြောင်းဖန်လာပါတော့တယ်။ဒါကိုမိခင်ဖြစ်တဲ့စောနန်းဝေကကိုထင်ပြပြီးအဲ့ဒီနဂါးမင်းကြီးဟာသားတော်လေးရဲ့ဦးကြီးတော်အရင်ဖြစ်တဲ့အပြင်ကျေးဇူးရှင်လည်းဖြစ်တဲ့တကြောင်နဂါးမင်းကြီးကိုမတက်ဖို့နဲ့တမိပါကနဂါးမျိုးရိုးဖြစ်တဲ့မင်းသားလေးလည်းနဂါးမင်းကြီးဤသွေးဆက်တွေနဲ့ထိမိပြီးလူသားဆင်ဆက်ကနေနဂါးကြီးအဖြစ်အလိုလိုပြောင်းလဲလာနိုင်ကြောင်းအတန်တန်သတိပေးတမ်းမြစ်ခဲ့ပါတယ်။ဒါပေမဲ့သားတော်မင်းသားလေးဟာလက်မခံပဲသူ့ဦးကြီးတော်နဂါးကြီးကိုတန်လွင်မြကန်းတနေရာမှာပဲတုတ်တင်ရှင်းလင်းတက်ဖြတ်ခဲ့ ရာမှာတော့မင်းသားလေးဟာလည်းနဂါမင်းကြီးရဲ့သွေးဆက်တွေနဲ့ထိမိပြီးလူသားဆက်ဆက်ကနေနဂါကြီးအဖြစ်အရှင်လက်လက်ဘဝပြောင်းရရှာပါတယ်။ဇပောင်းရရင်တော့တနေ့မှမိဖုရားလေးစောနန်းဝီရဲ့ဖခင်ဝိဇာတို့ကြီးကဇောကပင်တောင်ရက်ကိုပြန်ရောက်လာခဲ့ပြီးမိမိဤချစ်စနီးနဂါမကြီးရဲ့အကြောင်းကိုညံတော်နဲ့စင်စင်ကြည့်လိုက်တဲ့အခါမှာတော့မိမိရဲ့သားတော်သမီးတော်နဲ့ညီတော်တွေဟာအယူတိမ်းပြီးနတ်စိမ့်တွေဖြစ်ခဲ့ရတာကိုဝမ်းနည်းစွာသိရှိခဲ့ရပါတယ်။ဒါနဲ့ပဲဝေကျွေးတွေပြေအောင်လို့အနောက်မျက်စိမှာအရက်ကဗုဒ္ဓဖခင်ရှင်ရဲ့ ဲ့တက်တော်မူတော်တို့ကိုပင့်ဆောင်လာခဲ့ပြီးဦးဤတော်နဂါမင်းကြီးကဖားကြီးကိုအန်ချခဲ့ရာတန်လွင်မြကန်းဘေးကတောက်အငူကြီးပေါ်မှာပဲစေတီတစုကိုတီထားကိုွယ်ခဲ့ပါတယ်အဲ့ဒီစေတီကတော့ယခုတိုင်မြင်တွေ့ဖူးမြော်နေရတဲ့ရွှေရင်မြော်စေတီခေါ်မြော်တော်မူစေတီပဲဖြစ်ပါတယ်ရှင်ယနေ့အချိန်မှာတော့ရွှေရင်မြော်စေတီတော်ဟာဖအံမျိုးလေးရဲ့အစဖြစ်တရားသမိုင်းကြောင်းနဲ့မူလဗုဒ္ဓအစပြုရာမြို့ဦးစေတီတော်အဖြစ်ယဟန်းရှင်လူအများကတင်ညိုတရာပွားပြီးစီကားတိုက်မြိုက်စွာလာရောက်ဖူးမြော်ကြပြီဖြစ်ပါတယ် ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ်လည်းစိတ်ဝင်စားဖွယ်အကြောင်းအရာများနဲ့ဘဟုသုတဖြစ်ဖွယ်သမိုင်းကြောင်းများကိုဆက်လက်တင်ဆက်ပေးမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လေးပြုလုပ်ပေးပါလို့အကြံပေးပါရစေရှင်။